ော့အတွက်ပေါင်တန်း40နဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအားလုံးပဲမင်္ဂလာပါရှင်စပော့ကွာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းရဲ့တိုက်စစ်သမားဒါဝင်နူညက်စ်ကတော့နာပိုလီအသင်းကိုမီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်ဆိုတော့နာပိုလီနဲ့လီဗာပူးကြားပြောင်းရွှေ့ခြေတာညှိနှိုင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်အပြောင်းရွှေ့ကပြင်းပြောက်တော့မှာပါ ဒေဘဘူဘက်ကလည်းဒါဝင်ကိုခေါ်တော့ကယူရို85သန်းအထိသုံးခဲ့ရတာကြောင့်အခုနေပြန်ရောက်လို့ရှိရင်ထိုက်တင်တလောက်ရချင်နေပါသေးတယ်။အစပိုင်းမှာဒါဝင်ကိုဆော်ဒီဘက်ကကမ်းလှမ်းမှုတွေရခဲ့ပေမဲ့လည်းကစားသမားကညင်းခဲ့ပါဗျ။ဒါဝင်သာကောင်းကျင်လို့ရှိရင်ဒေဘဘူဘက်ကလည်းကြိုက်စည်းခေါ်လို့ရပါပါ။အခုတော့နာပိုလီခင်းတဲ့ဈေးကိုပဲမိကျင်ကြည့်ကြရတော့မှာပါ။ဒါဝင်ကလည်းဥရောပမြေမှာပဲဆက်ပြီးတော့ကျင်လည်လို့နေပြီးတော့အတင်းတက်မှာအဆင်ပြေပါစေလို့မျှော်လင့်ရပါတယ်ရှင်။ တစ်ဖက်မှာလည်းဒေးဗစ်အွန်စတန်ရဲ့ပြောကြားချက်အရဆိုရင်လီဗာပူးဟာတိုက်စစ်မှုတဦးကိုအားဖြည့်ခေါ်ယူဖို့အစီအစဉ်ရှိသေးတယ်လို့သိရပါတယ်။အစပိုင်းမှာပြင်းထန်တွေဖြစ်ခဲ့တဲ့ဟျူဂိုအီကီတကီနဲ့နယူကာဆယ်ရဲ့အီဆက်တိုပေါ်လဲစိတ်ဝင်စားမှုကဆက်ရှိနေသေးကြောင်းသိရပါတယ်။ဒါပေမဲ့လည်းလီဗာပူးအနေနဲ့တိုက်စစ်ပိုင်းအတွက်သိတာတဲ့ရှေ့ဆက်ဆောင်ရွက်မှုတွေကိုတော့ပြုလုပ်ခြင်းမရှိသေးပါဘူး။ခေါ်မှဖြစ်မဲ့အနေအထားတွေကြောင့်လီဗာပူးဟာတိုက်စစ်မှုအသစ်တအူးကိုတော့မဖြစ်မနေခေါ်ဆောင်သွားမှာပါ။ ဒီအတွက်လဲဂျိုတာကိုရောင်းဖို့စိတ်ဝင်စားနေတဲ့အသင်းတွေကိုလမ်းဖွင့်ပေးထားသလိုဒါဝင်ကိုလည်းညှိနှိုင်းပြီးတော့ရောင်းထုတ်သွားမှာဖြစ်ပါတယ်အမ်စရာကြီးညာထားသလိုအစ်စ်ပြောင်းလဲကျင်းပမဲ့ပုံစံကဘလူရီလက်မတီသေးပေမဲ့လည်းနမကိုးဆန်ဆန်ကစားတတ်တဲ့ကစားသမားတူကိုတော့အတင်းအတွက်လိုအပ်နေတာဖြစ်ပါတယ်။အလော်တကြီးဆောင်ရွက်ချက်တွေတော့လီဗာပူးကမလုပ်ဆောင်သေးပါဘူး။အခြားပုံအရေးကြီးတဲ့နေရာတွေကိုစဉ်းစားဆောင်ရွက်နေရတာကြောင့်ပါ။လီဗာပူးဟာဘယ်နောက်ခံလို့မီလော့စကာကက်စ်ကိုတရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဂျာစီကိုင်းမှယူမယ်ဆိုတဲ့သူတွေလည်းယုံကြည်လို့ရသွားပါပြီ။ ဆစ်စစ်မှုတွေလည်းပြင်းပြောက်ခဲ့ပြီးဖြစ်လို့2030အထိအန်ဖီမှာဆက်ရှိနေမယ်စာချုပ်တရက်ကိုလက်မှတ်ထိုးချုပ်ဆိုသွားရမှာပါခါကတ်ပြီးတော့နောက်ထပ်ခြေလမ်းကဘိုခန်စစ်အတွက်ဖြစ်လာနိုင်ခြေရှိပါတယ်ဘိုခန်စစ်အတွက်ကတော့အင်္ဂလန်သားဂူဟီပါပဲလောလောဆယ်ကတော့ဂူဟီနဲ့ပတ်သက်ပြီးတော့အရန်အရေးကြီးတဲ့အပြောင်းအလဲသတင်းတွေတော့မတွေ့ရသေးပါဘူးလီဗာပူးဘက်ကစိတ်ဝင်စားနေတာကတော့အမှန်တကယ်ဖြစ်ပြီးတော့ကစားသမားကိုယ်တိုင်ကလည်းလီဗာပူးစီကိုပြောင်းရွှေ့လာခြင်းနေတဲ့ပုံပါပဲ အသက်က24နှစ်ပဲရှိသေးတယ်လို့ Palace အသင်းထဲကလည်းစံချိန်နဲ့ Super League အောင်မြင်မှုတွေပါအဓိကနေရာကနေပါဝင်စွမ်းဆောင်ပေးထားနိုင်တာကြောင့်မလို့ဦးကြီးရဲ့အရေးချင်းကတော့မိကွန်းထုတ်စရာတော့မလိုပါဘူး။အရခေါ်ပြီးတော့ Van Dijk နဲ့ Tan Dewey တုံးရင်လည်းလုံးဝအဆင်ပြေပါတယ်။စာချုပ်တဲ့လက်မခံရင် Konate ကိုရောင်းလို့တောင်ရနိုင်ပါပြီ။ Liverpool အနေနဲ့ကလည်းဒီအတိုင်းပဲပြင်ဆင်ဆောင်ရွက်လာနိုင်ပါတယ်။နောက်ထပ်ပြီးတော့လည်းအသင်းရဲ့ကျယ်ဝင်ကစားသမား Elliot နဲ့ပတ်သက်ပြီးပြောစရာလေးတွေရှိနေပါတယ်။ အီလီယော့ကအသင်းကိုချစ်ပြီးအသင်းမှာပဲဆက်နေခြင်းရှာပါတယ်။ဒါပေမဲ့သူကပွဲထွက်ခွင့်ရခြင်းပါတယ်။ခတ်တာကသူ့နေရာမှာမိုးဆလာရှိတယ်လို့အခုဆိုလို့ရှိရင်ကွင်းလှယ်တိုက်စစ်အာသန်ဝစ်ကိုပါခေါ်ယူပြီးပြီဖြစ်တာကြောင့်မလို့သူ့အတွက်အခွင့်အရေးကမရှိတဲ့လောက်ရှာပါသွားခဲ့ပါပြီ။အကြောင်းလည်းပဲအီလီယော့အနေနဲ့အသင်းပြောင်းဖို့ဆုံးဖြတ်ချက်ကိုပြတ်သားစွာချမှတ်ပြီးနေတော့ပါပြီ။ရိုက်ဒန်အသင်းကလည်းသူ့ကိုပြောင်းရွှေ့ကြည့်ပေါင်တန်း40ဝန်းကျင်နဲ့ခေါ်ယူလို့ရနိုင်မယ်လို့မျှော်လင့်နေပါဗျ ဒီဘဝဘကသဘောထားကိုတော့ဆက်ပြီးတော့စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါတယ်ရှင်